မင်္ဂလာပေါင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့နှုတ်ခွန်းဆက်သလိုက်ပါတယ်မိမိတို့တစ်ခွေရအကြောင်းတွေကနေပြီးတော့ဒီနေ့မဟာဗုဒ္ဓဇီတိရောနဲ့အနီးအနားမှာရှိနေတဲ့ဂျပန်ပြည်ကနေလှူဒန်းထားတဲ့ SCP လို့ခေါ်တဲ့ဂျပန်ဖျားကိုတွားရောက်ခဲ့ကြပါတယ်ကားကြီးတွေဝင်လို့မရတာဖြစ်တဲ့အတွက်ကြောင့်ဘက်ထရီကားကလေးတွေနဲ့တွားရောက်ခဲ့တာဖြစ်ပါတယ်ဘက်ထရီကားလေးဆိုလို့ရှိရင်တယောက်ကို30နှုတ်နဲ့9ယောက်ထိုင်လို့ရတာဖြစ်တဲ့အတွက်90ပေးရပါတယ်ဂျပန်ဖျားကြီးတွေကို ဝင်ရောက်လာခဲ့ပါပြီဂျပန်ဖျားကတော့လူမျိုးပေါင်းစုံဘာသာပေါင်းစုံ နေရာဒေသအသီးသီးကနေပြီးတော့လာရောက်လေ့လာနေကြတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်ဒီ ACP ဗုဒ္ဓလို့ခေါ်တဲ့ဂျပန်ဖျားကို ဝင်လိုက်ပြီးဆိုတာ ਨੇ ကြီးညိုစရာကောင်းတဲ့မြင်ကွင်းတွေကိုတွေ့ရလို့စိတ်ထဲမှာပေါ်ပါလန်းဆန်းမိပါတယ်ဒီနေရာမှာတစ်ခါကြုံခုတာတခုရှိပါတယ်အဲ့ဒါကတော့တက္ကမကြီးတယောက်က ကင်မရာကိုပေးချပြီးရှစ်ခုနေတဲ့ရှင်မှာကောင်းမိုးပြီးတော့ထားရုံပဲရှိတဲ့ကင်မရာကမရှိတော့ဘူးပြောသွားတာကိုတွေ့ရတယ်ပါတယ်။ဒါကြောင့်မိမပါလာတဲ့အဖို့တံပစ္စည်းတွေကိုဘဲကိုရှားပြီးတော့ဥရှားဘဲကိုရှားပြီးတော့ဥမရှားပဲနဲ့မိမရင်ခွေမှာဒေရှာတင်ထားပြီးခါမှာရှစ်ခုဥရှားဖို့အတိပေးလဲရပါတယ်။ဒီဖျားကြီးကိုတော့ထုတ်ကိုရ80ခုနှစ်မှာဒီမြေတွေကိုလှူဒန်းထားခဲ့ပြီးတော့ထုတ်ကိုရ80ခုနှစ်လောက်မှာပဲ ပြီးဂျပန်ဖျားကိုတိဆောက်ဖွင့်လက်ခဲ့တာဖြစ်ပါတယ်။ဒီဖျားကိုဖွင့်လက်ပေးတဲ့အခါမှာဒီဖျားကို အုံမြချတဲ့အခါမှာတလိုင်းလမကြီးကိုတိုင်းလာရောက်ပြီးတော့အုံမြချပေးခဲ့တာဖြစ်ပါတယ်။ဒီဂျပန်ဖျားဟာဆိုလို့ရှိရင်25 ်စင်တီမီတာရှိပြီးတော့ပေအပ်ပြီဆိုလို့ရှိရင်80ရှိပါတယ်။ဒါကြောင့်ဒီနေ့လူတွေကအစီပိဗုဒ္ဓလို့ခေါ်ကြပါတယ်။ရှိုးကလည်းပဲ Great Buddha Institute ဆိုပြီးတော့လည်းခေါ်ကြပါတယ်။ဒီစီတီတို့ကိုဂျပန်နိုင်ငံကဒိုဂျိုဆိုတဲ့အဖွဲ့ကနေပြီးတော့လှူဒါန်းထားတာဖြစ်ပါတယ်။ဒီဂျပန်ဖျားကိုတိဆောင်ရခြင်းအတိတ်ကအကြောင်းရင်းကတော့မြတ်စွာဘုရားရှင်ကိုရမြကြီးပွင့်ထွန်းပေါ်ပွက်ရာမြေမြမဟာမှာဘောရဘာသာတွေပြန်လည်ရှင်သန်လာရန်ရည်ရွယ်ချက်နဲ့တိဆောက်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယဂျပန်နှစ်နိုင်ငံချီချီအနေနဲ့လည်းပဲတိစောက်ခဲ့တဲ့ဂျပန်ဖျားကြီးဖြစ်ပါတယ်။ဒီဂျပန်ဖျားကြီးကိုဝင်ခွင့်အခမဲ့နဲ့မသူမဆိုလာရောက်ပြီးတော့ဖူးမြော်နိုင်တဲ့နေရာတစ်ခုဖြစ်ပါတယ်။ဂျပန်ဖျားကြီးကိုကြောက်သားတယ်ဖြင့်သာထူးဆစ်ထားပြီးတော့အလွန်တရာမှတပ်ပယ်တဲ့သာနာမုဒ္ဒရာတရားထိုင်နေတဲ့ဟန်ဖြစ်ပါတယ်။ဒီတစ်ခါဦးဇင်းတို့သွားတဲ့အခါမှာတော့ အဲ့နမှာရှိနေတဲ့လူတယောက်ကအထက်ကိုဝင်ဖို့အထက်ကိုဝင်ပြီးတော့ဖူဖို့ပိတ်ကောက်ခဲ့ပါတယ်။ဒါကြောင့်ဦးစင်တို့အထက်ကိုဝင်ပြီးတော့ဖူခဲ့ကြပါတယ်။အတင်းချင်းခါခါဦးစင်တို့သွားပြီးတော့ဒီနေရာကိုသွားရောက်ခဲ့ပေမဲ့လည်းအထက်ကိုမဝင်ဖူခဲ့ပါဘူး။ဒါပေမဲ့ဦးစင်တို့ဒီတစ်ခေါက်သွားတော့ကတော့အထက်ကိုဝင်ခွင့်ရခဲ့ပြီဖြစ်ပါတယ်။အစီပိဗုဒ္ဓလို့ခေါ်တဲ့ဂျပန်ဖျားမှာသာဝကကြီးများရဲ့ပုံလို့တွေထူးဆန်းထားတာကို တွေ့မြင်ကြရမှာဖြစ်ပါတယ်။ဝါတော်ဘာသာတို့ရဲ့သမိုင်းမှာနာမည်ကြီးခဲ့တဲ့ရဟန္တာမထေရမြတ်ရဲ့ရုပ်ထုမြောက်ကိုလည်းပဲထုလုပ်ပူဇော်ထားတာကိုတွေ့မြင်ကြရမှာဖြစ်ပါတယ်။ဒါကြောင့်ဦးဇင်းတို့သံဝေဇနီယလက်ထာနာအဝဇိတလက်ထာနာကိုတော့ရောက်ဖွင့်ပြကြတဲ့ဘုရားပုသူရဇင်းများဂျပန်ဘုရားကိုဖွင့်ပြခြင်းနဲ့ဆိုလို့ရှိရင်တော့အစီပိဗုဒ္ဓဆိုတဲ့ဂျပန်ဘုရားရှိတဲ့နေရာကိုတော့ရောက်လေလာဖွင့်ပြကြဖို့ကိုလည်းပဲတိတ်တွန်းလိုက်ရပါတယ်။ အလုံးကျမ်းမာရှန့်တာပြပြဝေးကွာနိုင်ကြပါစေ